ညတကောင်းရန်အချိန်သာဖြစ်တယ်။တိတ်ဆိတ်ငြိမ်သက်နေတဲ့လာပြီနေညမှာအဆက်မပြတ်ခွေးဟောင်းတန်တွေကလည်းကြောင်ဝင်းကြီးတခွေလုံးမှလည်းစူညံစွာနဲ့နှွှမ်းရှုံသွားပါတော့တယ်။ကြောင်ဝင်းတွေကအဆက်မပြတ်ခွေးဟောင်းတန်တွေကြောင့်ကပ္ပယာကြီးဦးဖိုးထောင်တယောက်တော့အိပ်ပျော်နေရင်းကနေလန့်၍နိုးလာခဲ့လေတယ်။ကြောင်ဝင်းတွေတခိုးများကတ်နေတဲ့အထင်နဲ့ဦးဖိုးထောင်တယောက်အိပ်နေရင်းကနေထလိုက်ပြီးတော့ရင်းနှံစီမိအင်္ဂလိပ်နဲ့တူကြောင်ဝင်းတဲတို့တယောက်တည်းဆင်းလာခဲ့လိုက်တယ်။ လာပလီညမူလို့လာမင်းကြီးကတော့ဝင်း၍တာနေစေပြီပဝင်းကျင်တခွင်လုံးကိုလိုက်လံကြီးချူလိုက်တော့လေเจ้าကဘူเจ้าကလွှဲ၍ဘာအေးရောင်မှမတွေ့ရဥပိုးတောင်လည်းဘူเจ้าနာသူရှင်းကပ်လာခဲ့ပြီးတော့ဟဲ့ဘူเจ้าဘူเจ้าဥပိုးတောင်ကိုတန်ကြောင့်ဘူเจ้าလည်းအေးမလုပ်ဖယ်နေရှံဝန်းတကားနာသူသာထိုး၍ဟောင်းနေတယ်ခဏကြာဘူเจ้าလည်းအဟောင်းရက်သွားပြီးတော့တီအီနဲ့ညီးတန်ကြီးဖြင့်เจ้าဆောင်အောက်စီတို့တိုးဝေပြောက်ွယ်သွားပါတော့တယ် ဘူကြပြုမှုကိုကြည်ပြီးတော့ဥဖိုးတောင်လည်းဘလို့လောက်အောင်နားမလည်နိုင်ဖြစ်သွားတယ်။ဒီကောင်ဘာလို့အဟောင်ရက်သွားတာလဲ။နောက်ပြီးတော့ဘာဟုတွေ့ပြီးတော့တဲကြီးမကြီးထိုးဟောင်နေရတာလဲ။စဉ်းစားနေရဲ့အခိုက်မှာပဲသူ့အချိတ်ကရေကနေဖြတ်ပြေးသွားတဲ့အရာတစ်ခုကြောင့်ဥဖိုးတောင်ခန္ဓာကိုယ်တစ်ခုလုံးတပြင်းပြင်းဖြစ်သွားပြီးတော့မိအိမ်နဲ့ထိုးရအားလိုက်လံရှာဖွေကြည့်လိုက်မိတယ်။ဒါဘယ်သူလဲကွာ။အတန်မာမာနဲ့အော်မေးလိုက်မိတယ်။ထိုးအခိုက်မှာအရေးမဲကြီးကသူ့ရဲ့အနောက်ကနေရက်နေတာကို လက်ထဲကမီးအိမ်အလင်းရောင်ကြောင့်မြင်တွေ့လဲရပါတော့တယ်။ဟမ်ဦးဖိုးတောင်လေးတော်တော်လေးပဲတုံလှုပ်ရှောက်ရှားသွားပါလေ။ဖျားဖျားငါနောက်ကဘသူပါလိမ့်။နှုတ်ကဖျားတနေတဲ့ခိုက်မှာပဲ။ကပိယာကြီးအကွက်ကွက်အတန်ကြီးကြောင့်ဦးဖိုးတောင်ပါဆက်အဟောင်းသားဖြစ်သွားလာမိရဲ့။ဖျားဖျားတတပြန်လုံးတော်မူသွားတဲ့ဆရာတော်အတန်ပါလား။မဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူး။ကြောက်ပြီးတော့လေတိကျင်စိတ်တီက တိုက်တွန်းနေတာကြောင့်မလို့အနောက်သို့မဝင်မရင်းနဲ့လှည့်ကြည့်လိုက်ပြီးတော့အမလီမြင်တွေ့လိုက်ရတဲ့အရာကြီးကြောင့်ဥပုတောင်နောက်သို့ဖင်ထိုင်ရဲ့လဲကျသွားတယ်ထိုရမှာပိမ့်ပိမ့်ရှိရှိအကောင်ကြီးဖြစ်ပြီးတော့တကူလုံးထုပိမ့်နေအောင် ပေါက်နေတဲ့အမွေးအမြင်များကအဝိစားဗလာနဲ့ဖြစ်နေတဲ့ခန္ဓာကိုယ်အားဖုံးကွယ်ထားပြီးတော့ကြီးမာလွန်းလာတဲ့မျက်လုံးကြီးနှလုံးကလည်းရှေ့သို့တလက်မလောက်စူထွက်နေလေတယ် ထိုမြင်ကွင်းကြောင့်ကပ္ပတရားကြီးဥဖို့ထောင်လေငေတံပါတဲ့အချိန်အော်လိုက်မိပါတော့တယ်တေးတေးအဲ့ကိုတော်စီမံကမရနဲ့တာသမီတွေရှိတယ်တဲ့အလိုတော့မပြစ်မမဆူကောင်းနဲ့ညီဘင်ကနေကြားလာတော့ခင်ခင်ရဲ့ဟဲ့ဘင်ကနေကြားမှာလေကျောင်းနိုင်စရာတော့ကိုတိုင်ပြောတာမိရွှေစာရဲ့ဖျားဖျားမိရွှေစာတယောက်ဖျားတာမိလိုက်တယ်ထိုကိုတော့ကသူမအလိုကြီးညိုလေးစားရတဲ့ရဟန်းတစ်ပါးဖြစ်တော့ကြောင့် သူ့နားကိုတောင်သူမတင်ကားလို့ဖြစ်သွားလိုက်မိသေးတယ်။ညီပဲစဉ်းစားကြည့်လေ။ဥပဒေရုပ်ကျော့ချော့အသက်ကလည်းငင်းငယ်ဆိုတော့ဒီသတင်းဟာတေးကြပါလေ။ခင်ခင်ပြောသလိုဒီသတင်းဟာမှန်နေဆိုရင်ဒီကိုတော်ကိုစုံမလောင်းကြဖို့အတွက်တေဝါလုံးကိုတိုက်တွန်းကြမှာပဲ။ညီမပြောလဲအကုန်တီးကြပြီလေ။မိမိရဲ့အကြောင်းကို တိုးချိုပြောဆိုနေတဲ့ကိုကြတော့အရှင်သောသောတာ ရှေလန်းမြောက်ကိုရက်တံမသွားဘဲနဲ့တလန်းရင်လှမ်း၍ဆုံးခံကြွာလာခြင်းပြီးတယ် ောသောကအတင်းပြောနေကြတဲ့အမျိုးသမီးရင်နာရောက်တော့မျက်လွာကိုချလူတပိတ်ကလေးကိုပိုက်ခါစွန့်ခံရလိုက်တယ်။ပြီးရွှေစာတို့မျိုးသမီးနှစ်ယောက်ကလည်းထိုးစရာတော့အာနှကောင်းရှုပ်လိုက်မိလေတယ်။ပြီးတော့ရိုတင်မှုကင်းမဲ့စွာနဲ့စိုက်ကြည့်လိုက်ပြီးနောက်မှာတော့ကတော့ဆုံးပါကိုတော့ကတော့ဆုံးပါ။နောက်လေဒီအိမ်ရှိကိုရက်တော်မဘူးပါနဲ့စွန့်လဲမလောင်းနိုင်ပါဘူး။တာရုတာရုတာရုအရှင်သောသောတာယဟန်လေး ထိုအမျိုးသမီးတွေစီကကတော့စွန်းကိုယူပြီးတော့တခြားအိမ်တို့လှည့်လည်စွန့်ခံပြီးတော့လေထိုတဲ့တင်အားရွာထဲမှာပြက်နှံ့နေတာကြောင့်မလို့ဘသူမှစွန်းလောင်းလူချင်းမရှိပါအာယုံစွန်းလည်းအခုချိန်ဒီမှာဖုံးပေးရသည်တဲ့ဖြင့်ဘိုက်ထဲကလည်းအတန်မျိုးစုံမြည်တီးနေလေပြီစားလောင်နေတဲ့ဘိုက်ကိုဖြည့်ဖို့အတွက်ပင်ရေအနီးနားလေးကလည်းရေအိုးစင်သားတို့တလန်းချင်းကြွချီသွားပြီးတော့ရေအိုးတွေကရေကိုအာယုံစွန်းသို့မဟုတ်နေလေစွန်းပါအာဘာရရတဲ့ဖုံးပေးလိုက်လေတယ် အတန်ကြာအောင်နားခုပြီးမိမိနေထိုင်တဲ့ကျောင်းစီသို့ပြန်လဲ၍ကြွလာခဲ့တော့တယ်။ကျောင်းပေါ်ဝနားရောက်တော့ကျောင်းနိုင်ဆရာတော်ကခါထောက်ပြီးမိမိကိုစိုက်ကြည့်နေလေတယ်။ကဲကိုတော်ကြီးစိတ်တော်မကောင်းပါဘူး။ကိုတော်တည်င်းနေကလည်းတရွာလုံးကိုပြန့်နှံ့နေပြီဆိုတော့ဒီကျောင်းမှာဆက်ထားဖို့အတွက်မဖြစ်နိုင်တော့ဘူး။ဒါကြောင့်ကြွလာတဲ့ရက်ကိုပဲပြန်လဲ၍ကြွတော်မူပါ။မိမိပေါ်မတရားဆွဆွဲပြောဆိုတဲ့ကျောင်းနိုင်ဆရာတော်အပေါ်အပြစ်မယူဘဲနဲ့အတိတ်ကပြုခဲ့တဲ့ကံဒီကို တရားနယ်ပဲယင်ထဲမှာနှလုံးသွင်းရင်းကမိမိအရက်ဒေတာကိုပြန်လဲကြွရှိဖို့အတွက်ပြင်ဆင်ပါတော့တယ်။ကျောင်းဝင်းလေးကနေတရွတ်ရွတ်နဲ့ထွက်ခွာသွားတဲ့အရှင်သောသောတာကိုကြည့်ပြီးတော့ဥဥ္တရာကျောင်းနိုင်ဆရာတော်ကလည်းအောင်းနိုင်သူကြီးအဖြစ်နဲ့ပြုံးပြုံးကြီးကြံ့ရစ်နေခဲ့ပါတော့တယ်။ဘလို့ကပြာကြီးယဟန်တပါငါ့ကိုတွေ့ကျင်လို့တယ်ဟုတ်လားတင်းမဖေဟာအေးဒါဆိုရင်ငါစီလွတ်လိုက် ကျောင်းနိုင်စီရတော့ဥဥဒရအဆိုးစကားနဲ့အတူကပ္ပယာယီဥဖို့ထောင်လဲအပြေးလွာသွားရောက်ပင့်ဆောင်ခဲ့သည့်အသက်30ကျော်ယဟန်တပါဖြစ်အန်တူတဲ့ဝါဝင်းနုနယ်လွန်လာတဲ့အသားရည်တည်ငင်အေးချမ်းလွန်လာတဲ့မျက်နာနဲ့လွန်စွာမှကြက်တီရှိလာတယ်။ဥဥဒရလည်းထိုယဟန်အကဲခတ်ကြည့်လိုက်ပြီးပြီးတော့ကိုတော်ကဘယ်ရက်ဒီသားနေကြွရှိလာပါသလဲဖေ။တင်မဖေ။တပည့်တော်တာစီကုံကြီးရွာစီကနေကြွရှိလာပြီးတော့ ဒီဝါတွင်၃လအတွက်ယခုကြောင်းပါပဲတည်င်းတုံးနေထိုင်ဖို့အတွက်ခွင့်ပြုပေးဖို့ချောက်တင်ကျင်းပါနေဖျား။음ဒီကိစ္စအတွက်လည်းငါအနေနဲ့ခွင့်မပြုလို့လည်းမဖြစ်။ဒီကိုတော့ကြည့်ရတာ UAA လေးပါပဲ။၃လအထက်ဒီကြောင်းမှာကြာကြာနေပဲပုံလည်းမပေါ်ပါဘူး။ခွင့်ပြုလိုက်တာကောင်းမယ်ထင်တယ်။ဥဥတရလည်းထိုးတို့တွေးပြီးတော့ဟန်မပြတ်ပြုံးလိုက်မိတယ်။ခွင့်မပြုစရာအကြောင်းမရှိပါဘူး။ခွင့်ပြုပါလေကွယ်ခွင့်ပြုပါလေ။ဒါနဲ့ကိုတော့ရဲ့ဘွဲ့နာမည်ဘာတဲ့လေ။ တပည့်တော်ဘွင့်နာမည်ကဥဥဒ္ဒရာတဲ့ဒီမဖေဟာတပည့်တော်ရဲ့နာမည်ကတော့ရှင်သောသောတာပါဖေဟာအင်းကွယ်မသားဖားပါလေကဲကဲကဲကပ္ပယာကြီးဒီကိုတော်လေးအတွက်နေရာထိုင်ခင်းလေးအရင်ဆုံးလုပ်ပေးလိုက်ချမ်းအောင်တင်မဖေဟာတင်မဖေဟာဥဖိုးတော်လည်းပြောပြောဆူဆူနဲ့ထိုနေရာကနေထသွားပြီးတော့အရှင်သောသောတာယဟန်အတွက်နေရာထိုင်ခင်းလေးအမြန်ပြုတ်လုပေးလိုက်တော့တယ်ကြည်စမ်းမအောင်တော့ကြည်စမ်းမအောင်အဲ့ကိုတော်ကိုကြည်ရင်တကယ့်ကိုကြည်ညိုဖို့ကောင်းလိုက်တာရှင် ဘလို့ပဲကြည်ကြည်တရားဓမ္မအာထုံနေတာပဲနော်။အိုးဤပါဟေမျက်နှာတော်လေးရတယ်။လောဘဒေါသမောဟအပူပင်လေးလဲမရှိလောက်အောင်ကင်းစင်နေတာပဲ။အဲ့ကိုတော်လေးကြည်ပြီးတော့ရင်ထဲမှာအေးချမ်းလိုက်ပါပြီ။တနေ့တစ်တနေ့မယိုးအောင်ရှိကျူတန်တွေကလည်းဥဥဒရာရဲ့နားထဲသို့လွန်စွာမှခါးတီလာပါတော့လေ။ကြည်စံကြည်စံဘလို့တကဘလို့တကမတွေလေ။ငါတစ်ပါးလုံးရှိနေတာတော့မှတတိထားမိကြရဲ့လား။ဥဒရာရင်ထဲမှာတော့အပူမီးတော့ကြည်က ်ငြိမ်သက်မသွားဘဲနဲ့တနေ့တစ်တည်းပုံမများများလာခြင်းဖြစ်တယ်။နောက်တနေ့မနက်အစောကြီးဥဒ္ဒရာရှင်သောသောတာကိုတော်အားမဆောင်တော့ဘဲနဲ့တပါးတဲ့စွန့်ကန်ကြွတော်မူလေးတယ်။အရက်သူအရက်သားတွေကလည်းထိုကိုတော်အားမမြင်တွေ့လိုက်ရသဖြင့်စိတ်ပူနေကြလေတယ်။အရှင်ဖေဟာဟိုကိုတော်လေးမကြွဘူးလားဖေဟာ။နေများမကောင်းလို့လား။အဲ့လိုပြောနေတာကငါရင်နဲ့လှန်အထိုးနဲ့ခံထားသလိုပဲနေရခက်လိုက်တာနော်။ဒီတင်ငန်းကြီးဝှထားလို့ပေါ့။အရာရာတိုင်းကိုတီးခံနေရတာ။ ဘဲလိုက်ပါမလဲအပြင်းကြောကိုထူနေတာလေအခုအချိန်အဲ့အာနေမထသေးဘူးသူ့ကိုယ်သူကျောင်းပိုင်ဖုန်ကြီးအတိုင်းပဲအခွင့်ရေးတော်တော်ယူတဲ့ကိုရောပါပလီဆယ်ပြီးတော့ပြောလိုက်ရလေတယ်။ဩအရှင်ပြားလေအဲ့ကိုရောလေးကနေညမပြတ်တရားဓမ္မတွေအားခုန်နေတော့ပင်မန်းရှာလို့ဖြစ်ပါဘောဖေဟာအမလေးနော်ဒီလောက်မကောင်းပြောနေတာတော့မှဒီတက္ကမတွေကအဖြစ်ကိုတင်းနေလိုက်ကြတာကြည်စမ်းပါဦးစိတ်ထဲမရှိတည်းဖြစ်နေပါတော့လေအရှင်ပြား အဲ့ကိုတော်လေးတို့ဟာဒီစွန်းချိုင်လေးလောင်းတူပေးပြရစီဖျာယူသွားပေးပါဦးဖျာအမေရာရာဆဆငါ့ကိုများသူ့အခိုင်းစီများမှတ်နေသလားမယူလိုက်ပြန်ရင်လေဒီဖုန်းကြီးကစိတ်ပုတ်တယ်ဆိုပြီးတော့အရက်ထဲမှာကိတ်ရကြအောင်မေနောက်ဆုံးမထုတဲ့ဆုံးတကမတူရဲ့လှမ်းပေးတဲ့စွန်းချိုင်အားမယူခြင်းပေမဲ့လေယူဆောင်လာပြီးတော့လမ်းစုံတနေရာရောက်တော့လမ်းမပေါ်မှာစွန့်ကျဲပစ်လိုက်ရတော့လေဒီလိုဖြစ်တွေကိုခဏခဏကြုံနေရတာနေ့စဉ်ညတိုင်း ဥဒရာလုံးဝကိုအိတ်မပြောတော့ပြီ။음ဒီပုံစံနားလာဆက်သွားရင်တော့ဒီเจ้าကြီးပါစွန့်ပစ်လိုက်ရလိမ့်မယ်။မဖြစ်သေးဘူးမဖြစ်သေးဘူး။ငါတခခုကြံမှဖြစ်တော်မယ်။အဲ့လိုနဲ့နောက်ရက်မှာတော့ခါတိုင်းလိုတပါးတယ်လောဘကြီးစွာနဲ့စွန့်ခံကြွပါလေတော့တယ်။ထုံးစံတိုင်းလိုက်ပါမလားတဲ့ကိုတော်လေးကိုတက္ကသမတွေကမေးမြန်းကြပါလေ။သူ့တွင်နဲ့ရောက်လာပြီဆိုတော့တူတင်စီစဉ်ထားတဲ့အတိုင်းပဲပြောဆိုလိုက်လေတယ်။တက္ကသမကြီးတို့ဒီသတင်းကိုမကြားမိသေးဘူးထင်တယ်။ တောင်းနိုင်ဆရာတော်ဖရာကြီးရဲ့ထူးထူးခြားခြားစကားကြောင့်အရက်တို့အရက်သားတို့ရှုလဲစိတ်ဝင်တစားဖြစ်သွားလေတယ်။ဘာတည်င်းလဲဖရာ။ဘာတည်င်းဖြစ်ရမှာလဲ။အဲ့ကိုတော့ကယဟန်အတုတဲ့ဟဲ့။သူမှမရားနဲ့တာသမီတွေရှိတယ်။အခုလဲဒီเจ้าကြီးကိုပိုင်ဆိုင်ဖို့အတွက်တက္ကရာမတွေကိုအယုံတွင်းနေတာ။ဖရာဖရာဒီတည်င်းကဟုတ်ရောဟုတ်ပါမလားဖရာ။ဟေးငါကလိန်ညာပြီးပြောစရာလား။ဒီတည်င်းကငါအတိတ်ကြောင့်ရထားတာ။အဲ့တော့မှเจ้าနိုင်ဆရာတော်ကိုအတိတ်ကြောင့်ယုံကြည်သွားကြပါလိမ့်တော့တယ်။ ထိုနေ့ကနေစပြီးတော့အရှင်သောဇောတာအတွက်နေရာမရှိတော့သဖြင့်ထိုအကြောင်းအားအပိတိုင်ကြောခိုင်းကထွက်ခွာသွားပါလိတော့လေအခုတော့ဘာတက်နိုင်သေးလဲသောဇောတာဒီပွဲမှာတင်ချုံသွားပြီအခုတော့သွားရှာပြီလေစိတ်ထဲမှာကြိတ်ပြီးပြုံးပြုံးကြီးနဲ့ရေလိုက်မိပါတော့လေအမလီအနာလိုက်တာအသေးပါပြီအစာမားလေချင်းကြောင့်လားတော့မသိတီတီတာတာထိုး၍အောင့်လာတဲ့ဝမ်းပိုက်ကြောင့် ဥဥဒရလိုအလူးလဲခံနေရပါလိမ့်ရော်လေမဖြစ်ဘူးမဖြစ်ဘူးငါတင်လို့မဖြစ်ဘူးအာဒီမတဲ့ခန်းစားနေရတဲ့ဂျာကနေဥဒရရုံးကန်ထခါကပ္ပယာကြီးဥဖို့ထောင်ရဲ့အိတ်ဆောင်ကြီးသူသွားဖို့အတွက်စူးစမ်းမိတော့လေလေယောဂါကစိတ်သွားတိုင်းကုမပါတော့ပါထာလူကတော့အစင်မပြေတာနဲ့ကပ္ပယာကြီးဟူရီတီးဆိုးစွာအော်ခေါ်၍ခေါ်လိုက်မိတယ်အတန်ကတိုးလွန်းသဖြင့်ကပ္ပယာကြီးကြားပုံမပေါ်ပါဒါငါရဲ့မိုက်ပစ်တွေပဲ ဒီလောက်ခန်းထားတဲ့ကျောင်းဆောင်ကြီးရှိနေတာတော့မှလေမာရေးကြရှိတဲ့ကပ္ပယာယုတော့မှခေါ်မသိတဲ့ငါအခုတော့ဒုက္ခအကြီးကြီးတွေ့ပါရောလားမလေးသေတော့မယ်ထင်ပါရဲ့လေယောကမသက်တာတဲ့အပြင်မှာပို၍စိုးဝါးလာပါတော့တယ်ခဏကြာတော့အိုးအုတ်တရတပါးတွေညင်းညူတန်နေလဲငြိမ်သက်သွားပါတော့တယ်ဟမ်ငါ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 ဘယ်ရောက်သွားတာလဲငါကျောင်းပေါ်မှာနိနေရှိချာအိပ်ပျော်သွားခဲ့တာမဟုတ်ဘူးလားအခုဘယ်လိုလုပ်ပြီးတော့လမ်းမေးကိုရောက်နေရလဲ ဘဝင်းကျင်ကိုတစ်ချက်အကဲခိုက်ကြည့်လိုက်မိတယ်ပုံမှန်မဟုတ်တဲ့အရှင်လေးတစ်ခုကို ရှိနေတာကြောင့်မလို့တေချာသွားပြီအမလီငါ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 ခန္ဓာကိုယ်မှာဘာတွေပေါက်နေရလဲမြင်တွေ့လျရတဲ့တကူလုံးကအမွေးအမြင်တွေကြောင့်ဥဥတရလွန်စွာမှထိတ်လန့်ပြီးသွားတယ်ကြီးမားလွန်းလာတဲ့ဝမ်ပိုက်ကြီးကိုလွှဲထားရသဖြင့်ပိန်လီနေတဲ့ခန္ဓာကိုယ်ပေါ်မှာမလိုက်ဖက်သွားပြီပြီးတော့မျက်နာကိုတေချာစမ်းကြည့်တော့မျက်လုံးနှစ်ဖက်ကလည်းလက်သီးစုပ်စားလောက်ကို ရှိနေပြီပါဇက်ပေါက်နရွက်ပေါက်အထိကိုဆက်နေလေတဲ့ အကြီးတန်းနဲ့ရုပ်ဆိုးနေလေတယ်။ဖះဖះငါခန္ဓာကိုယ်ကြီးဟာဘာတွေများဖြစ်နေတာပါလဲ။ကောင်းပေါ်ကနေတပုတ်ပုတ်နဲ့ကြာနေတဲ့အကောင်ကြီးเจ้าမလို့ဥဒ္ဒရာမျက်လုံးဖြူးသွားလေတယ်။လက်ဖြင့်ဥကောင်အားအသာစမ်းကြည့်လိုက်တော့အမလေးလောက်လောက်လောက်တွေလောက်တွေလက်ထဲမှာကပ်ပါလာတဲ့လောက်တွေကြောင့်ထိတ်လန့်နေစားနေအော်လိုက်မိတယ်။ငါငါတေသွားတာတေချပြီ။အခုရောက်နေတာအခုရောက်နေတဲ့ပုံငါကြာဘူးဖတ်ဖူးတဲ့ပိတ်တာပုံများလား။ဖះဖះငါငါငါအဖြစ်ကလည်း တေလဲဆူလာကြီးလားကို့ဘွားရဲ့အဖြစ်ပြက်တိရတော့လေအာရပါရနဲ့ငိုချင်မိသွားလိုက်တယ်ဟဲ့တေးနာကောင်ဒီနားမှာလာပြီးငိုမနေနဲ့ဝေးဝေးသွားငိုစမ်းချက်တီကိုရုပ်တယ်အပင်ပေါ်ကရုပ်ဆူဆူမိမကြီးရဲ့အော်ငေါက်စကားတန်ကိုကြားလိုက်ရတာကြောင့်အငိုထရာလေအငိုရက်ခါထိုနေရာကနေအမြန်ထွက်လိုက်တော့လေအတန်ကြာအောင်လမ်းလျှောက်ပြီးတော့ဘိုက်ကလည်းတိတိတတ်တာဆောင်းလောင်လာတာကြောင့်အတန်မျိုးစုံမိလာပြီဝမ်းစာဖြည့်ဖို့အတွက်အစားအစာများကိုလိုက်လံရှာဖွေပြန်နေ သူ့လိုဘဝအတူတော်တော်များများကိုတွေ့မြင်ရလေတယ်။တချို့ဆိုရင်လူတွေရဲ့အညစ်အကြေးတွေကိုလည်းအလူရစားတောင်းနေကြတာကို မြင်မိပြီးဩရရာနှာခေါင်းချုပ်မိလိုက်သေးတယ်။ဖိညွန်စရာကောင်းလိုက်တာ။ဒါတွေကိုငါတို့မစားနိုင်ပါဘူး။တို့ရာတွေကိုမြင်မှုတော့ဥဩဒရာလည်းအင်္ဂလီဆန်သွားမိတယ်။ကျောင်းနိုင်ဖျားတော်ဖျားဘဝကနေပြီးတော့ဟင်းကြီးများခဲ့တဲ့ဥဩဒရာအခုတော့မြင်တွေ့လရတဲ့အရာတွေကိုနှာခေါင်းချုပ်နေမိပါတော့တယ်။ဟာဟိုပါငါငါတက္ကမကြီးခင်ခင်ပါလား။ ငါခေါ်ပြီးတော့အခုညီတောင်းကြည့်အောင်မဒကမကြီးခင်ခင်ဒကမကြီးဥဒရာခေါ်တန်ကို ခင်ခင်တယောက်မကြားနိုင်ပြီထို့ချင်းသူ့သားဖြစ်သူစော်ကစားနေတဲ့နေရာသို့ခင်ခင်ရောက်လာပြီးတော့သူ့ကလေးအားပွေ့ရှိဖို့အတွက်ဟန်ပြင်လိုက်တယ်အမလေးနော်ဒီလောက်တော့ညစ်ပတ်အောင်စော့ရသလားနှစ်ရှိတွေတွဲလောင်းနေလူမြင်လို့မှမကောင်းသေးရဲ့လားခင်ခင်ပြပြဆူဆူနဲ့သူ့ကလေးရဲ့နှစ်ရှိတွေကိုလက်နဲ့စဉ်းယူလိုက်ပြီးတော့ပကနေသူ့အနာသို့ပြေးရှားလိုက်တယ်ထိုရာကိုမြင်တော့ဥဥဒရာ ဘလို့မှဟန်မဆောင်နိုင်တော့ဘဲနဲ့ဆော့ဆော့ကပြစ်ချလိုက်တဲ့နှက်ရှိရီဒီအားကောက်ယူစားဖို့အတွက်ဟန်ပြင်လိုက်တဲ့အချိန်ဘဲချင်းကလေးကချောင်းနေလဲမသိတဲ့အကောင်ကြီးတကောင်ကရောက်လာပြီးအလင်းအမြန်ထိုနှက်ရှိပံများအားရှီလျားရတဲ့ရှာကြီးများနဲ့ရက်လိုက်ပါတော့တယ်။ကောင်းလိုက်တဲ့အရသာထိုရာကိုမြင်မိတော့ဥဥဒရာလုံးမဒေါသထွက်သွားမိတယ်။ငါတကမကြီးငါ့ကိုကြွေးတာကွာမင်းကလူစားတယ်ပေါ့လေကဲကွာသေးစမ်းဝီကလေးနေအောင် နှက်ဆက်လောက် သူ့ရဲ့လက်ပိန်ပိန်နဲ့လင်မြန်စွာပစ်ထိုးလိုက်တယ်အမေမင်းကများငါအသားကိုထိတယ်ပေါ့လေဟုတ်လားငါဘာကောင်လဲဆိုတာမင်းကိုပြမယ်သူ့ကောင်ကြီးကလည်းဒွဲတဲ့ပုံထထားပြီးရဲ့နောက်မှာတော့သူ့တပည့်များအားလှမ်းခေါ်လိုက်ပါတယ်ငါကောင်ဒီဒီကောင်ကိုပညာပြလိုက်စားစမ်းကွာအမေပေးတယ်နဲ့သူအပင်ကြီးပေါ်ကဇောက်ထိုးတွေဆင်းလာကြတဲ့ခတ်ဝဝပိတ်တာလေးကောင်ထွက်ပေါ်လာပြီးတော့ဩဒရာအားဝိုင်းဝန်းတိုက်ခိုက်ပါလေတော့တယ်တခွက်ခွက်နဲ့အမလီတေးပါပြီဗျာနော်နော်နော်အဲ့လိုမျိုးမလုပ်တော့ပါဘူးခွင်ခွင်လို့ပါခွင်ခွင် လှုပ်ပေးကြပါအယိုးတွေလည်းကြေကုန်ပါပြီကဲကဲကဲတော်လောက်ပြီငါးကောင်ဒီပြန်လိုက်ကြတော့ကွာမင်းလည်းနောက်တခါဒီနေရာကိုမလာနဲ့ထပ်ပြီးတွေ့ရင်တေးပြီးသားမှတ်တေးဘူးသားပြီအင်းအားချင်းမမြပြီဥဒ္ဒရလေးတန်ရာများစွာရလာကခြေဦးတရာအစာရှာဖွေနေပါတော့လေဟင်ရေဦးစင်လေးတလုံးပါလားဗိုက်စာနေရာနေတော့ပဲအဲ့လိုဝမ်းသာစွာနဲ့ပြေးလိုက်မိတယ်ဟေးအယုံညာနဲ့ပိတ်တာဒီအိုးကိုမထိနဲ့ဟေးဟင်ဘာလို့လဲ ငါ့ကိုဟန်တားတာအရာအလုံးကြောက်နေမိတော့လေမန်ပါပါနဲ့ပြန်မေးလိုက်တယ်အလိုငါ့ကိုများပမာမခက်နဲ့ငါဒီအပင်ပေါ်ကရုပ်ကစိုးပဲဘွားကနေပေါ်လာတဲ့အဖိုးအိုတူးကြောင့်ဥဥဒရလည်းကြောက်သွားမိတယ်ကျွန်တော်ရေတဘောလောက်တောက်ခွင့်ပြုပါဗျအလိုတဲမိုက်တဲမိုက်လုံးကြည့်တဲ့ဝန်တက်တာပိတ်တာပါလားဒီရေကတင်တဲ့ထိုက်တန်တဲ့ရေမဟုတ်ဘူးတင်သွားပါတော့ဒါပေမဲ့တခုတော့တတိပေးလိုက်မယ်တင်ဒီဘွားစိုးကနေကျွတ်ချင်နေဆိုရင်တော့ တင်ပြစ်မှားခဲ့တဲ့ယဟန်သူတော်လေးကိုရှာဖွေပြီးတော့အမြတန်ပေးဝေမှာတင်ဒီဘွားကနေကျွတ်လွတ်လိမ့်မယ်ကဲဒီနေရာကနေထွက်ခွာပြီးအကျင့်တီလာတဲ့ပြည်စုံတဲ့ထိုယဟန်လေးကိုသာရှာဖွေပါတော့ထို့သူပြောဆိုရင်ထိုအဖိုးအိုလည်းပြောက်ွယ်သွားတယ်တီလာတမာတိရှိတဲ့ယဟန်ကို ပြစ်မှားစော်ကားမိတဲ့ငါအခုတော့ငါဘွားတဲလေအကြည့်တန်လာပါလားဒီဘွားကနေလုံးမြောက်ဖို့အတွက်အဲ့ကိုတော်လေးကိုရှာဖွေမှပဲ လောလောဆယ်ဘိုက်ကလည်းတော်တော်လေးကိုစားလောင်နေပြီလို့အစာစားရဖို့သာမဲတင်နေမိပါတော့တယ်ညနေပိုင်းတော့ရောက်သွားရင်ထိုးချိန်သာဘာမှမစားရသည်အစာရမယ့်နေရာအားမှန်း၍လျှောက်လာခဲ့တယ်မိမိကြောင်းအနာကိုပြင်ရောက်တော့မျက်ရည်တွေလည်းစီးကျပြီးတော့ပြန်လာခဲ့တယ်အော်ငါကြောင်းလေးတော်မှပြင်ရောက်နေပါလားဘာပဲဖြစ်ဖြစ်ကပ္ပယာကြီးအကူကြီးတောင်းပါပဲအတွေ့အကြုံတွေမြင်ကြံတကားနာသူရှင်းကပ်သွားခဲ့တယ်ဟေးရဆန်ဟင်းငယ်ထွက်ပေါ်လာတဲ့အတန်ရှင်ကြောင့်အိုးအုတ်တရလည်း ရှီလန်းနေရက်စတန်သွားတယ်အတန်ကြာသူလဲကြည့်လိုက်တော့အယောင်တဝင်းဝင်းတောက်ပါနေတယ်ယတနာတစားတွေစင်မြန်းထားတဲ့ចောင်းဆောင်နဲ့သားတပါးဟင်းတူတယ်တင်းဘသူလဲကျုပ်ကိုဘာလို့ဟန့်တားတာလဲအိုတရာလေးကြောက်ကြောက်နေပြန်မေးလိုက်မိတယ်ငါဒီចောင်းရဲ့တကားဆောင်နဲ့ပဲငါအမိတ်မရပဲနဲ့ဘသူမှဝင်ခွင့်မရှိဘူးဟဲ့ကျုပ်ကတရှိန်ကဒီចောင်းရဲ့ចောင်းနိုင်စီရတော့ပါသူတော်ကောင်းကိုပြင်မာမိတဲ့ကံကြောင့်အခုလိုမျိုးဘွားကိုရောက်သွားခဲ့တာပဲကျုပ်ကိုဒီတစ်ချိန်တော့ဝင်ခွင့်ပြုတ်ပေးပါ ဥဒရဲ့စကားကိုကျန်တကားစောင့်နေနှက်ကခဏတာများစဉ်းစားလိုက်တယ်အေးတခြင်းကတင်ကကျုပ်တို့အပေါ်မှာမေတ္တာပို့အမျှဝေပေးခဲ့တဲ့ကျေးဇူးကိုထောက်ပြီးတော့ဒီတခြင်းလောက်တော့ခွင့်ပြုပေးလိုက်ပါမယ်ကျန်တကားစောင့်နေနှက်သားတန်ကိုကြားရတော့ဥဒရလွန်စွာမှပျော်သွားပြီးကျေးဇူးတင်စကားကိုထိုနှက်သားကိုအကျဉ်းချင်းပြောဆိုနေမိလိုက်ပြီးတော့ကျောင်းဝင်းအတွင်းစီသို့ဝင်သွားလိုက်မိတယ်တဝိုးနဲ့သူ့ကိုမြင်တော့ခွေးတကောင်ကထိုး၍ဟောင်းနေလေတယ်ဟဲ့ဘိုးကြာငါပါဟာသူ့ဘုံတန်ကို မမတ်မိလေတဲ့အလားတော့မသိဘူး။အိုကြားကတော့ထိုး၍ဟောင်းနေခြင်းပဲ။သူချင်းကြောင်းတကားကိုဖြွင့်လိုက်တဲ့အတန်ကြောင့်အိုးဒလာလေအပင်တစ်ပင်နားမှာပုန်းချူရည်နေလိုက်ပြီးတော့မိအိမ်ငယ်နဲ့တူဆင်းလာတဲ့လူတယောက်ကိုလည်းအမောင်ရဲ့ကြားကနေမျက်ခြေမခတ်ဘဲနဲ့ကြည့်နေလိုက်တယ်။ဟင်ကပ္ပရာကြီးဖိုးတော်မှာလား။အိုးဒလာလေကပ္ပရာကြီးဖိုးတော်ကိုတွေ့ရတော့လွန်စွာမှဝမ်းသာသွားတယ်။အင်းငါဒီတိုင်းတော့အစင်မပြေဘူး။ရုတ်တရက်ငါ့ကိုမြင်ရင်လန့်ပြီးတော့ပြေးသွားလိမ့်မယ်။ငါဘာလို့ရင်ကောင်းမလဲ။ ဟိုကြားကတော့သူရှိနေတဲ့နေရာကိုထိုးဟောင်ပြနေတာကိုကပ္ပိယရိစားပြီးသွားပုံမှာပေါ်ပဲလေမိအင်လီအားဝေယံနေပါတော့တယ်ညင်ဒါအခွင့်ရေးပဲဒါအခွင့်ရေးပဲဆိုပြီးတော့ထိုးဟောင်နေတဲ့ဘူဂျာနာတို့ပြေးပြီးရှောက်လန်းလိုက်တယ်ဘူဂျာလည်းဥဒရရှောက်လန်းမှုကြောင့်ကြောက်ကြောက်လက်လက်နဲ့တီအီညီးပြီးတော့ចောင်းဆောင်အောက်စီတို့တိုးဝေသွားပါတော့တယ်ဥဒရလည်းနောက်ကျောဘက်မှာရက်လိုက်ပြီးပြီးအတန်ပေးလိုက်တယ်ကပ္ပိယကြီးဥဒရခေါ်တဲ့ကြားတော့ကပ္ပိယကြီးဖိုးတောင်လေအတော့ကိုကြောက်သွားပုံရောက်တယ် အနောက်တို့လှည့်ကြည့်လိုက်တော့ကပ္ပိယကြီးလဲသူ့ကိုမြင်သွားတော့ကြောက်လန့်တကြားနဲ့မြေကြီးပေါ်မှာဖင်တန်ရဲ့လဲကြသွားကငေးတန်ပါအောင်အွန်လိုက်မိတယ်။အာတေးတေးငါပါဟဲ့မကြောက်ပါနဲ့ကပ္ပိယကြီးအခုတကာကြီးစီဟာအခုညီတောင်းရင်လို့ရောက်လာတာအဲ့တော့မှဥဖိုးတောင်နဲ့အကြောက်ပြေးသွားလေတယ်ဆရာတော်ဘုရားဘလို့အကုသူကံဒီကြောင့်အခုလိုမျိုးမရှုမလဘဝမျိုးရောက်ခဲ့ရပါလေဖေဟာအိုးတရာလဲမျက်ရည်တွေကျလို့သူပြစ်မှားမိခဲ့တဲ့အကြောင်းအားအစဆုံးပြောပြပါစီတော့တယ် အဲဆရာတော်လေးတာစီကုံကြေးွာလေးမှာရှာဖွေပြီးတော့ဒီเจ้าကူသာပင့်ဆောင်ကားခဲ့ပါဆရာတော်မကြွလာမီမှာတီွာလုံးကိုအထင်လွဲမှားမှုတွေကိုတခါကြီးဟာရှင်းပြပြီးတော့ငါအတွက်ရေဆက်ရှကုတူလေးလုပ်ပေးပါဘူဒလာလေးထိုးထိုးပြောပြီးတော့ကပ္ပယာကြီးဥဖုထောင်အားနှုတ်ဆက်ကအမောင်ရိတ်ချာကိုတိုးဝေပြောက်ွယ်သွားပါတော့တယ်မနေ့ရောက်တော့ကပ္ပယာကြီးဥဖုထောင်လေးကြောင်းတိုင်းဆရာတော်မှမှားချတဲ့အတိုင်းရာဇကြီးဥပါကောင်အားအရင်ဆုံးအကျိုးအကြောင်းပြောပြခဲ့တယ် ရွာတကြီးဥပကောင်းလေးထိုးစရာတော့အားရှာဖွေဖို့အတွက်ကပ္ပီယာကြီးဥဖိုးထောင်နဲ့တကွာကာလာသာ၃ယောက်ကိုပါတာစီကုန်းကြေးဝါလေးစီသူလွှတ်လိုက်တယ်။ကပ္ပီယာကြီးတို့အပွဲထွက်သွားတော့ရွာတကြီးဥဖိုးကောင်းကလည်းရွာသူရွာသားတွေကိုမောင်းထုခေါ်ခဲ့ပြီးတော့ကျောင်းနိုင်စရာတော့ရဲ့အဖြစ်ကြောင်းကိုအကျိုးအကြောင်းပြောဆိုလိုက်လေတယ်။ဒီတော့မှရွာသူရွာသားတွေလည်းထိတ်လန့်သွားကြကုန်နေ။ဖျားဖျားငါတို့တွေလည်းကျောင်းနိုင်စီရော်ရဲ့စကားကိုယုံမိပြီးတော့အဲ့ဒီကူရော်လေးပေါ်မှာဝစီကန်နဲ့ပြင်မာမိသွားပြီးပြောဆိုမိတော့အမဟုတ်လား ေးဟဲမတိလို့ပြင်မမိတာပဲဆရာတော်ကခွင့်လွတ်ပေးမှာပါသူ့အကြောင်းကိုဆရာတော်ကစိတ်နာပြီးတော့မလိုက်ခရင်ဒုက္ခပဲတော့တရားတော်ပေါင်းနဲ့ပြောဆိုတန်နေနဲ့တကြီးအိမ်မှာစူညံပလောရိုက်နေတယ်တရားလုံးကလည်းမိမိတို့ရဲ့အမားတွေအားလုံးကိုဝင်းချတောင်းပန်ဖို့အတွက်မျှော်နေကြလေတယ်ညနေဆောင် ရောက်တော့မှကပ္ပယာကြီးဥဖိုးထောင်အဖွဲ့နောက်ကနေဆရာတော်ကကြွချီလာပါတော့တယ်အားလုံးလည်းဝမ်းသာပီတိဖြစ်သွားမိတယ်အပြောအုံဒီများဖြင့်ကတော့ပွဲကြီး၃ပွဲကိုပြုတ်လုကာ အရှင်သောဇောတာဆရာတော်အားဝင်းရှတောင်းပန်ကြတော့ကြတော့တယ်ယထာတရားကြီးမားလာတဲ့ဆရာတော်ကလည်းအားလုံးကိုကွဲ့လို့နားလေပေးပြီးတော့မကြွမလွတ်သေးတဲ့ကျောင်းနိုင်ဆရာတော်အားရွာသူရွာသားတွေနဲ့အတူတကွရေစက်ချအမြပေးဝေလိုက်ပါတော့တယ်အားလုံးကြာကြသမျှအမြအမြအမြယူရောမူကြပါကုန်လုံးတာရုတာရုတာရုရွာသူရွာသားတွေရဲ့မနီးမဝေးနောက်ဖက်ကနေ အိုဒရာရဲ့တာရုခေါ်တန်ကြီးကတော့ရင်းဖို့လှိုက်မောစွာဖြင့်ကြားလိုက်ရပါတော့လေအခုတင်ဆက်ပြီးခဲ့တဲ့ဇလန်ကတော့စာရေးသူအလင်းရောင်ရေးသားထားတဲ့ပြစ်မမိလီတော့ကန်းဆိုတဲ့ဇလန်ပဲဖြစ်ပါတယ်ခင်ဗျာနောက်နေ့မှလည်းကျွန်တော်ရဲ့ channel ကနေစိတ်ဝင်စားဖွယ်ရာဇလန်ကောင်းများစွာကိုနေ့စဉ်ဒီတိုင်းတင်ဆက်ပေးသွားအောင်မှာမို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာနားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ